မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ18ရက်နေ့နေ့လယ်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရဲ့လေဒါအတွဲမှာလုံခြုံရေးအရာလေဒါအရာရှိများနဲ့စစ်သည်များအလုံးကို Facebook နဲ့ TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုများကိုကန့်သတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၂ရက်နေ့ကဒီပဲရင်မြို့နယ်မှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီရဲ့တိုက်လေရင်နဲ့ဗုံးကျဲချမှုကြောင့်ကျောင်းသူကျောင်းသားကလေးငယ်၂၂ဦးနဲ့ဆရာမ၂ဦးတို့တေဆုံးသွားပြီးတော့ယာနဲ့ချီပြီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့လေတပ်ကရရှိတဲ့စစ်သည်များမိသားစုဝင်များကိုလက်စားချေတိုက်ခိုက်ကြရတယ်။လူမှုကွန်ရက်မှာလှုံ့ဆော်ခြင်းစစ်တပ်အရာရှိစစ်သည်နဲ့မိသားစုဝင်များရဲ့ ဓာတ်ပုံမှတ်တမ်းများကိုလူမှုကွန်ရက်ပေါ်မှာဝေမြားခြင်းများတောက်လျှောက်ဆိုးသလိုဖြစ်ပေါ်လာတယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်စေကောင်းစီရဲ့လေတပ်အတွင်းမှာလုံခြုံရေးအရာလူမှုကွန်ရက်အသုံးပြုမှုများကိုအထူးကိစ္စတရအနေနဲ့ကန့်တတ်မှုများလှုံ့ဆော်လာခြင်းဖြစ်တယ်လို့သိရပါတယ်။လူမှုကွန်ရက်ဒီပေါ်မှာမိမိတို့ရဲ့နာမည်အဆက်မိသားစုပုံဆွေမျိုးသားသမီးပုံတွေတင်ထားတာရှိရင်ဖယ်ရှားဖို့ Facebook မှာဆိုရင် profile log တွေကိုချထားဖို့တာဝန်ထမ်းဆောင်နေရတဲ့တက်လေးရင်အမျိုးအစားပုံတွေမတင်ဖို့ TikTok မှာလေရင်ပြန်တန်းတာဝန်ထမ်းဆောင်နေတဲ့အချိန်ဗီဒီယိုတင်တာတွေမလုပ်ဖို့အရင်ကတည်းကတင်ထားပြီးသားဗီဒီယိုတွေရှိရင်လဲချက်ချင်းဖြုတ်ချဖယ်ရှားဖို့ကိုလေဒတ်တွေမှာညွှန်ကြားထားပါတယ်အကယ်၍ညွှန်ကြားချက်ကိုမလိုက်နိုင်ရင်လိုအပ်တဲ့အရေးယူမှုတွေလုပ်မယ်ဆိုတာမျိုးသတိပေးမှုတွေရှိနေပါတယ်လို့လေဒတ်သတင်းရင်းမြစ်ကပြောပြထားပါတယ်အရင်ကတည်းကလည်းလေဒတ်အတွဲမှာလူမှုကွန်ရက်အသုံးပြုမှုနဲ့ပတ်သက်ပြီးတော့တားမြစ်ချက်များစွာရှိတော့လဲတင်းကြမှုတော့မရှိဘူးလို့သိရပါတယ်ဒါပေမဲ့ယခုအခါမှာတော့လေဒတ်အရာရှိများစစ်သည်များနဲ့မိသားစုဝင်များကိုဥတီလာတဲ့လုံခြုံရေးအရာ ချင်းချောက်မှုများရှိလာခြင်းကြောင့်မူလရှိရင်းစွဲကန့်သက်တားမြစ်ထားတဲ့စီကံချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်စစ်ကောင်စီရဲ့ထိပ်ပိုင်းကညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။လေတံများမှာတိုက်လေရင်မောင်းပိုင်လော့များရဲ့မိဘနဲ့ဆွေမျိုးအရင်းများကိုတက်အတွင်းနဲ့ကိုခေါ်ယူကာနေထိုင်ခွင့်ပြုထားပြီးတော့ရခင်က ပြည်သူအများအပြားတေဆုံးတဲ့လေကြောင်းတိုက်ခိုက်မှုများရှိလာတဲ့အခါတိုင်းမှာလုံခြုံရေးအရာလေတံအတွင်းမကြာခဏလာရောက်နေထိုင်မှုများရှိနေတယ်လို့သိရပါတယ်။ ်သေဆုံးမှုများတဲ့လေတောင်းတိုက်ခိုက်မှုတွေဖြစ်လာရင်လေတပ်သေးကိုအရာရှိရဲ့မိသားစုတွေမိဘဆွေမျိုးတွေခဏရှောင်ပြီးတော့လာပြီးနေထိုင်တာမျိုးကမကြာခဏရှိတတ်ပါတယ်ဒီလိုနေထိုင်နိုင်ဖို့အတွက်လည်းရိတ်သားတွေနဲ့အရာရှိအိမ်ယာတွေကိုတည်တည်ချာချာဆောက်လုပ်ပေးထားတာတွေရှိပါတယ် နည်းနည်းအခြေအနေပြောင်းရင်သွားပြီဆိုရင်တချို့လဲသူတို့နေရတက်အပြင်ကိုပြန်သွားကြတယ်တချို့ကလည်းမပြောင်းကြတော့ဘူးလို့လေးတဲ့သတင်းရေးမြစ်ကပြောပြထားပါတယ်သတင်းဌာနများကလေးတဲ့အရာရှိများရဲ့လိပ်စာများမိဘဆွေမျိုးများရဲ့လိပ်စာများကိုရခင်ကမကြာခဏစိုးသလိုဖော်ပြခဲ့ပြီးတော့အခုလိုမျိုးဖော်ပြခံရတဲ့အခါတိုင်းမှာအဲ့ဒီလိပ်စာတွေမှာနေထိုင်တဲ့လေးတဲ့အရာရှိများနဲ့မိဘဆွေမျိုးများကနေရရွှေ့ပြောင်းခြင်းအိမ်နဲ့ခြံများကိုရောင်းချပြီးတော့ပြောင်းရွှေ့ခြင်းများကိုလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတက် TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကိုခိုင်မြို့နယ်ကဈေးတဲ့တားမိနှစ်ဦးဓမြတိုက်ခံရပြီးတော့ငွေကျပ်350နီးပါးနဲ့ဖုန်းလေးလုံးပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့ညနေ4:00ဝန်းကျင်မှာ တက္ကနိုင်းကြီးရွာဘက်ကိုဈေးသွားရောက်ပြီးတော့ပြန်လာတဲ့တားမိနှစ်ဦးကိုတက္ကနိုင်းနဲ့မန်ရက်ရွာကြားမှာတနက်ကင်ဆောင်ထားတဲ့အမျိုးသားသုံးဦးကတနက်နဲ့ပြစ်ခတ်ပြီးတော့ငွေနဲ့ဖုန်းများကိုလူယူသွားတယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့အမျိုးသားတို့ကပြန်လည်ပြောပြထားပါတယ်။တက္ကနိုင်းကနေပြီးတော့ဈေးရောက်ပြီးကိုယ်ခိုင်ကိုကုံစင်းတွေဝဲဖို့ပြန်ဆင်းလာတဲ့လမ်းမှာတက္ကနိုင်းနဲ့မန်ရက်ကြားမှာတနက်ကင်ထားတဲ့လူသုံးယောက်ကကားဘိန်းကိုတနက်နဲ့၄-၅ကြားလောက်ပြစ်ဖောက်လိုက်တယ်တဲ့။ဒါပေမဲ့နှစ်ချက်ပဲထိတယ်လူတော့ဘာမှမဖြစ်ဘူး။ပတ်စံသိန်း၄၀ကျော်၅၀လောက်နဲ့ဖုန်းလေးလုံးပါသွားတယ်။ ခီးတဲ့နှစ်ယောက်ရဲ့ဖုန်းတွေရောပါသွားတယ်လို့ပြောပြထားပါတယ်။ဓမြတိုက်ခိုင်ရတဲ့သူတွေဟာမန်ဂျဲကြီးရွာအုပ်စုဟိုဝမ်ကြီးရွာရွာကန်တွေဖြစ်ပြီးတော့တာမိုးငယ်မန်ဂျဲရှောက်ဟော်နဲ့တက္ကနိုင်းဈေးမှာကားနဲ့ဈေးပတ်ရောင်းနေတယ်ဈေးပတ်သေးတွေဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ဓမြတိုက်မုံနဲ့ပတ်သက်ပြီး TNL ရဲ့ကုတ်ခံမြို့နယ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ထံကိုတွားရောက်တိုင်ကြားထားပြီးတော့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်မှာ၃ရက်အတွင်းအကြမ်းဖက်ဆက်တပ်ကလေကြောင်းကနေဘုံကျဲမှုကြောင့်ပြည်သူအယောက်20တိမ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့ကနေမေလ25ရက်နေ့အထိစစ်ကောင်စီကရခိုင်ပြည်နယ်တဝမ်းမှာလေကြောင်းကနေဘုံကျဲမှုများလှုပ်ဆောင်ခဲ့ရာကြောက်တော်မြို့နယ်မှာတိမ်ဆုံးသူပြည်သူ၈ဦး၊ရသေးတောင်မှာတိမ်ဆုံးသူ၁၂ဦး၊စုစုပေါင်းတိမ်ဆုံးသူအယောက်20နဲ့ဒဏ်ရာရရှိသူများအနေနဲ့ ကြောက်တော်မှာ14ဦးနဲ့ရတိတော်မှာ23ဦးစုစုပေါင်းတန်ရာရရှိသူ38ဦးရှိခဲ့တယ်လို့သိရပါဗျ။မေလ15ရက်နေ့မွန်လယ်2နာရီဝန်းကျင်အချိန်ကစတင်ပြီးတော့ကြောက်တော်မြို့ကိုတိုက်လေရင်နဲ့ဘုံ3ချိန်စုစုပေါင်း ဘုံဆယ်လုံးကျော်ကျဲချခဲ့ရာပြည်သူ၅ဦးသေဆုံးပြီး၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တလားတူပဲမေလ၁၄ရက်နေ့မွန်လွယ်၃ :55 မိနစ်အချိန်မှာကြောက်တော်မြို့လူနေရပ်ကွက်အတွင်းကိုတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူ၃ဦးသေဆုံးပြီး၅ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မေလ၁၃ရက်နေ့မနက်၁၀ :05 မိနစ်အချိန်မှာရသေးတော်မြို့နယ်ထွန်းရဝေရွာဟောင်းကိုစစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာ အပြစ်မဲ့တဲ့ပြည်သူ၁၂ဦးသေဆုံးပြီး၂၃ဦးဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။နေအိမ်ပြစေးမှုများအနေနဲ့ကြောက်တော်မြို့မှာလူနေအိမ်28လုံး၊ရသေးတော်မြို့နယ်ထွန်းရွေရွာဟောင်းမှာလူနေအိမ်32လုံးစုစုပေါင်းလူနေအိမ်ပေါင်း58လုံးပြစည်းခဲ့ရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိယာယီအပြစ်ခတ်ရစဲရေးကြေညာထားတော်လဲရခိုင်ပြည်အပါဝင်နိုင်ငံတော်မှာလေးချောင်းတိုက်ခိုက်မှုများစစ်ကြောင်းထိုးစစ်ဆင်မှုများကိုတောက်လျှောက်စိုးတလို့လှုပ်ဆောင်ခဲ့တဲ့အတော့ တည်သူများထိခိုက်ဒေဆုံးမှုများဇက်တိုက်စိုးစလုံးဖြစ်ပေါ်လျက်ရှိတယ်လို့တော်လိုင်းတပ်ဖွဲ့များနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေးချောင်းဘုံကျဲတိုက်ခတ်မှုများကြောင်း ပြည်သူတွေထောင်ထဲချပြီးအိုးအိမ်ဆုံးခွာပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကမေလ14ရက်နေ့နဲ့15ရက်နေ့နှစ်ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောက်တော်မျိုးကကလေးငယ်များအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ရပြီးတော့17ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကထပ်မံပြီးတော့ဘုံကျဲလာမာကိုစိုးရိမ်နေတဲ့အတွက်မြို့ကန်ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ကြောက်တော်ဒေသခံတအုပ်ကပြောပါတယ်။စစ်ကောင်စီရဲ့လေကြောင်းအန်ရယ်ကိုကြောက်ပြီးတော့အခုကြောက်တော်မြို့ကဒေသခံတွေကတမျိုးလုံးနှီးပါလွတ်မြောက်ရာကိုထွက်ပြေးသွား ွားကုန်ကြပါပြီစစ်ကောင်စီကရဲသားပြည်သူတွေကိုပြစ်မှတ်ထားပြီးဘုံကျဲနေတော့ပြည်သူတွေကလည်းစိုးရင်ကြတာပေါ့ဗျာလို့၎င်းကပြောပြထားပါတယ်ကြောက်တော်မျိုးရွာမရက်ကွက်နဲ့စိုက်ပျိုးရေးအကြောင်းအနည်းကိုမေလ14ရက်နေ့နဲ့15ရက်နေ့တွေမှာစစ်ကောင်စီကဂျက်ဖိုက်တာတိုက်လေရင်3စီးနဲ့၄ချောင်းတိုက်ခိုက်မှု၄ချိန်ထဲမှာနေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခြားကြောက်တော်ဒေသခံတဦးကကြောက်တော်မျိုးကနေမေလ14ရက်နေ့ကစစ်ကောင်စီဘုံကျဲကလေးကဘေးလွယာကိုထွက်ပြေးလာတာပါ ထပ်ပြီးတော့ဘုံကျဲခံရမှာကိုစိုးရင်လို့ဘသူမှမျိုးတဲကိုမဝင်ရတော့ဘူးအခုလဲတမျိုးလုံးနီးပါထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကြားတယ်လို့ပြောပြထားပါတယ်မေလ23ရက်နေ့ကလည်းရတိတောင်မြို့နယ်ထွက်ရဝေကြီးရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့အရက်သားပြည်သူစန္နာဦးတေဆုံးပြီး23ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရခိုင်ပြည်သူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နေတဲ့စစ်ကောင်စီရဲ့လုံရများကိုမှတ်တမ်းတင်ထားပြီးတော့နိုင်ငံတကာအဖွဲ့အစည်းများထံကိုပေးဖို့သွားမယ်လို့အေအေဘက်ကထုတ်ပြန်ထားပါတယ် အပြစ်မဲ့တဲ့အရဲသားရခိုင်ပြည်သူများကိုအစုလိုက်အပြုံလိုက်တတ်ဖြတ်ကစစ်ရာဇဝတ်မှုများကိုနိုင်ငံအနှံ့နေစဉ်ရက်ဆက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့လောက်ရများကိုပြင်းထန်စွာရှုံချကြောင်းအေအေကပြောဆိုလိုက်ပါတယ်အလားတူပဲမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်မှာလည်းစစ်တပ်ကလက်နက်ကြီးလေယာဉ်များနဲ့မကြာခဏပစ်ခတ်မှုများကြောင်းဝင်းကန်ကျေးနယ်ကျေးရွာအုပ်စုမှာရှိတဲ့ဝင်းကန်ဘောကထကြောက်ရည်တွင်ကလောမြောင်ရှမ်းစုနယ်အညာစုကျေးရွာတွေက 2921ဦးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။စစ်တပ်ကရဲသားပြည်သူများနေထိုင်ရာနေရာများကိုရည်ရွယ်ချက်ရှိရှိနဲ့ပိတ်ခတ်နေမှုများကြောင့်ဒေသခံပြည်သူများဟာအသက်အန္တရာယ်ဆိုးရိမ်ထိတ်လန့်ပြီးတော့နေအိမ်ဥစ္စာများကိုဆုံးခွာပြီးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။နေရာထိုင်ခင်းစားနေရိတ်ခါနဲ့ကျန်းမာရေးစောင့်ရှောက်မှုများလည်းလိုအပ်လျက်ရှိတယ်လို့ပြောပါတယ်။မေလာ၁၄ရက်နေ့ကကြိုက်ထုံမြို့နယ်အတွင်းကိုစစ်တပ်က၁၂၀မမလက်နက်ကြီး၁၁လုံးထက်မနည်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ်မေလ23ရက်နေ့ည9:12မိနစ်အချိန်မှာဘားတိုက်ပွဲမှာမရှိဘဲနဲ့စစ်ကောင်စီရဲ့အမြောက်တပ်3တက်3ကလက်နက်ကြီး122မမ3လုံးနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မေလ14ရက်နေ့ကလည်းတိုက်လေရင်နဲ့ကြိုက်ထုံမြို့နယ်ကြောက်ဖြာကျင်းနယ်ကြေးရွာအုပ်စုအတွင်းတွေကိုဘုံကျဲချခဲ့တယ်လို့ KNU ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းလက်ပတန်းမြို့နယ်မှာစစ်တပ်ဂိတ်အနီးဖြတ်တန်းသွားလာနေတုန်းမှာလမ်းသွားရင်းနဲ့လူမိုက်ကြည့်ကြည့်တယ်ဆိုပြီးတော့လူငယ်မောင်လွင်ဖြိုးကိုစစ်တပ်ကစစ်မှုရဲအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့ကဘကိုးတိုင်းတာယာဝတီခရိုင်လက်ပတန်းမြို့နယ်အနောက်ချမ်းဇီးပြူကိုအုပ်စုဒနင်းကြီးကြီးရွာအုပ်ချုပ်ရဲမှုဝင်းကိုနဲ့တပည့်အောင်ဝင်းတန်းတို့ကစစ်တပ်ပြူစောတိများနဲ့ပူးပေါင်းပြီးတော့ဂိတ်ချကင်းဆောင်ရွက်နေတဲ့အချိန်မှာလူငယ်မောင်အငယ်ကောင်ခေါ်မောင်လွင်ဖြိုးကို လူမိုက်ကြည့်ကြည့်တယ်ဆိုပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့သိရပါဗါတယ်။အငဲကောင်မောင်လွင်ဖြိုးကသူ့အတူလမ်းလျှောက်ရင်းနဲ့အုတ်ကြီးနဲ့စစ်သားတွေရှိနေတဲ့ကင်းလက်ဂိတ်ကိုလှမ်းကြည့်တာအဲ့ဒါကိုဂျိုးကြီးကြည့်တယ်လူမိုက်ကြည့်ကြည့်တယ်ဆိုပြီးတော့ဖမ်းသွားတာပါစစ်တပ်ထဲထည့်မယ်လို့ပြောတယ်မင်းကငါတို့ကိုဘလို့အကြည့်နဲ့ကြည့်တာလဲဆိုပြီးတော့ဖမ်းသွားတာပါအပြစ်မရှိအပြစ်ရှာပြီးဖမ်းသွားတာပါလို့ဖမ်းစည်းခံရသူရဲ့မိတ်ဆွေကရှင်းလင်းပြောပြထားပါတယ်အလားတူပဲဘကိုးတိုင်းတောင်ငုံမြို့နယ်ကမ်းနီကျေးရွာအုပ်စုဂုံမင်းဟိုင်ကျေးရွာမှာလည်း ်စစ်တပ်ကရွာအတွင်းကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့လူငယ်များကိုဖမ်းဆီးခြင်းဆိုင်ကယ်များကိုမိရှုဖျက်ဆီးခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့ပြည်သူများကပြောပြထားပါတယ်တိုက်ပွဲတွေဘာတွေလဲဘာမှမရှိပါဘူးအဲ့ဒါကိုစစ်သားတွေကအလုံးရင်းနဲ့ဝင်လာပြီးတော့ရွာသားတွေအထူးသဖြင့်တော့လူငယ်တွေကိုရွာဦးကျောင်းဓမ္မယုံကိုခေါ်တယ်ပြီးတော့ရိုက်နှက်ပြီးတော့ဖမ်းသွားတယ်သူတို့ခေါ်တာမလာလို့တဲ့ အိမ်တွေကဆိုင်ကယ်တွေကိုလည်းမိရှုဖြတ်စည်းသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အလားတူပဲမေလ23ရက်နေ့ကအုတ်ဖုံမြို့နယ်တောင်ကုန်းကျေးရွာမှာစစ်မှုထမ်းခိုင်းရန်စစ်တပ်ကလူငယ်နှစ်ဦးကိုလာရောက်တောင်းခံခဲ့ရမှာကျေးရွာကမပေးတဲ့အတွက်ရွာထဲကလူငယ်များကိုဝင်ရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ကျေးရွာကလူငယ်များအလုံးဟာအချိန်မီတိတ်ဆောင်နိုင်ခဲ့တဲ့အတွက်လူငယ်တအူးသာစစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။စစ်မှုထမ်းဖို့အတွက်တရွာကိုလူငယ်နှစ်ယောက်တောင်းတာမပေးလို့ဆိုပြီးတော့ရွာထဲကိုဝင်ဖမ်းတာ အဲ့ဒါဖုန်ကြီးကြောင်းတဲ့အထိပါဝင်ဖမ်းတာသူတို့လိုချင်တဲ့နှစ်ယောက်တော့မရဘူးတယောက်ပဲရသွားတယ်အခုတော့နောက်တစ်ခါလာရင်လူမရလို့ရှိရင်ရွာကိုမိရှုပ်ပြက်မယ်ဆိုပြီးတော့စစ်တပ်ကကြိမ်းပေါင်းချိန်ချောက်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အချက်ဖတ်စစ်ကောင်စီက2024ခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းအပတ်စဉ်များကိုလစဉ်ဖွင့်လှစ်ခဲ့ပြီးအခုနှစ်မေလမှာစစ်မှုထမ်းအပတ်စဉ်73ကိုဖွင့်လှစ်တော်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ